မင်္ဂလာပါခင်ဗျာအခုချိန်ဟာစပြီး2025ခုနှစ်အောက်တိုဘာလ14ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုတ်အနေနဲ့ကရင်နီဒေသမှာတပတ်အတွင်းစစ်ကော်မရှင်တပ်ဖွဲ့များနဲ့တိုက်ပွဲ၄ကြိမ်ထပ်မင်းဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်ကမီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်နေတဲ့သတင်းကိုတင်ပြပေးပါမယ်ကရင်နီပြည်နယ်လွိုင်ကော်မြို့နယ်အရှိချမ်း ဒီမော့ဆိုမျိုးနဲ့ပရူဆိုမျိုးနဲ့ဘောလက်ခဲမျိုးနဲ့နဲ့ကင်းဒီရှမ်းတောင်နေဆက်ဖေကုံမျိုးနဲ့တို့မှာစစ်ကော်မရှင်တပ်ကထိုးစစ်ဆင်နေပြီးတော့တပတ်အတွင်းတိုက်ပွဲ၄ချိန်ထပ်မံဖြစ်ပွားခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်အော်တိုဘလာ6ရက်နေ့ကဘောလက်ခဲမြို့နယ်ဝမ်မလန်ကျေးရွာအပေါ်ဘက်တောင်ကုန်းတစ်ခုမှာကာကင်းချားထားတဲ့စစ်ကော်မရှင်တပ်နဲ့ထိတွေ့တိုက်ပွဲတနအီကန့်ဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်ဖက်ကထိခိုက်သေးဆုံးမှုများခဲ့တယ်လို့ဆိုပါရီ တရက်ထဲမှာပဲလွိုက်ကွန်မြို့နယ်အရှိတ်ဘက်ချမ်းလွိုင်လင်းလေးမြို့နယ်ကင်းဒီရှမ်းတောင်နယ်ဆက်ကြေးရွာများကိုစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်ကစစ်ကြောင်းထိုးလာတာကြောင့်ထိတွေ့တိုက်ပွဲ၃နာရီနီးပါးဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အလားတူအော်တိုဘားလ9ရက်နေ့မှာလေလွိုင်လင်းလေးမျိုးနဲ့လင်းဖုန်ကြီးရွာအနီးမှာရှိတဲ့စစ်ကော်မရှင်တပ်ကစစ်ကြောင်းနှစ်ကြောင်းဖြင့်ထိုးစစ်ဆင်လာရာ KND တော်လှန်ရေးတပ်ဖွဲ့များနဲ့နှစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အထိခိုက်များတဲ့အတွက်ကြောင့်ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ် အော်တိုဘားလ9ရက်နေ့မှာလဲလင်းဖုံကြီးရွာဘက်မှာရှိတဲ့စစ်ကော်မရှင်တပ်ကအင်အား60ကျော်ဖြင့်ထမှန်ထိုးစစ်ဆင်လာရာကရင်နီတော်လှန်ရေးတပ်များနဲ့နှစ်ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကော်မရှင်တပ်သား10ဦးကျော်တေဆုံးခဲ့ကလက်နက်၄လက်နဲ့ခဲယမ်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ပရူဆူမျိုးနဲ့ဒေါညီးခုနဲ့ဒေါကူးခုကြေးရွာကြားမှာရှိတဲ့လူနေအဆောက်အအုံများကိုစစ်ကော်မရှင်တပ်ကဒရုန်းဖြင့်ဘုံကျဲမီးရှို့ခဲ့ပြီးတော့ဖေကုံမျိုးနဲ့ တောင်စလုံးကြီးရွာမှာတက်ဖြန့်ထားတဲ့စစ်ကောင်မရှင်တက်တဲ့ PNO ပူးပေါင်းအဖွဲ့ကမြောက်စလုံးကြီးရွာကိုဝင်ရောက်ခါမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါရီစစ်ကောင်မရှင်တက်ဟာ KND ပြည်နယ်နဲ့ KND ရှမ်းတောင်နေဆက်တလျှောက်မှာအင်အားအလုံးရင်းဖြင့်စစ်မျက်နှာများဖွင့်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲဖြစ်ပွားရနေရဒေသများကိုနေထိုင်သွားလာနေရတဲ့ပြည်သူများ KND ပြည်နယ်တဝန်းကပြည်သူများစီရေးအသည့်စီရေးတတိလုံခြုံရေးတတိရှိကြဖို့ကို KNDF ကတိုက်တွန်းထားပါရခင်ဗျာ ဆက်လက်ပြီးတော့မြင်းကြံမှာကြောက်ပြုတ်ကျေးရွာပြူစောတီအထိုင်စခန်းအားဝင်းရောက်စီးနင်းခဲ့ရာစေဦးသိဆုံးပြီးတော့တီတာယူမုံဦးဆောင်နဲ့ပြူစောတီအဖွဲ့ကိုကြားပြတ်တိုက်ခိုက်တဲ့တရင်ကိုတင်ပြပေးပါမယ်။မန္တလေးတိုင်းမြင်းကြံမြို့နယ်ကြောက်ပြုတ်ကျေးရွာမှာအထိုင်ချထားတဲ့ပြူစောတီစခန်းကိုဝင်းရောက်စီးနင်းတိုက်ခိုက်ခဲ့ရာစေဦးသိဆုံးခဲ့တယ်လို့ပြည်သူ့ကျေတပွင့်အဖွဲ့က ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ12ရက်နေ့ကကြောက်ပြုတ်ပြူအထိုင်စခန်းကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးတော့၃နိုင်ခန့်ကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်တပ်နဲ့ပြူစော်တီတပ်ဖွဲ့ဝင်၁၀ဦးကတိဆုံးခဲ့ပြီးတော့နောက်ပြန်ဆုတ်သွားတယ်လို့သိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ပွင့်တပ်ဖွဲ့ MGN Danger Dynamite MGRF PDF Talify PDF တပ်ဖွဲ့နဲ့မြင်းကြံပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။အော်တိုဘားလ10ရက်နေ့ကလည်းရွာကြီးညောင်ပင်ရွာလမ်းပိုင်းတနေရာမှာကြီးရွာများကိုမိရှုဖြက်စီးနေတဲ့တီတာယူမုံဦးဆောင်တဲ့ပြူစောတိအဖွဲ့ကိုဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျေတပ်ဖွဲ့ MGN Danger Dynamite နဲ့မြင်းကြံပကဖအဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ပြူစောတိအဖွဲ့ဝင်15ဦးထပ်မင်းတီးဆုံးခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့သခိုင်းမျိုးနဲ့အရှိန်ဘျူဟာ KI ဂျင်းဆက်လမ်းမှာအကြမ်းဖက်စီအုပ်စုနဲ့တိုက်ပွဲဖြစ်ပွားပြီးတော့အလောင်း၃လောင်းနဲ့စစ်အုံဆောင်ပစ္စည်းများတင်းစီရရှိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။အော်တိုဘာလ6ရက်နေ့သတင်းကြော်လာပြည့်နေ့မှာသခိုင်းမျိုးနဲ့အရှိန်ဘျူဟာ KI ဂျင်းဆက်လမ်းမှာ စစ်ကြောင်းထူးလာတဲ့အကြံဖက်စရုပ်စုနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Thunderbird Local Defense Force မှတရင်ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းအကြံဖက်စရုပ်စုမှစစ်သားအလောင်း3လောင်းနဲ့အတူစစ်အုံဆောင်ပစ္စည်းများတင်းစီရရှိပြီးတော့တော်လိုင်းအင်အားစုဘက်မှတော်လိုင်းရဲဘော်တအူမြင်းမြစွာကြာဆုံးခဲ့ကြောင်းဖော်ပြထားပါတယ်။အဆိုပါတိုက်ပွဲမှာ Thunderbird Local Defense Force ဘဒူတိုက်နယ်ပကဖာနယ်နေမြေကန်တော်လိုင်းအင်အားစုများပါဝင်တိုက်ခိုက်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ဟာခမြို့ဘန်ဟာကျေးရွာမှာရှိတဲ့စာတင်ကျောင်းအားအကြမ်းဖက်စစ်တပ်မှလေကြောင်းတိုက်ခိုက်ရာမှာကျောင်းသားနှစ်ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ဟာခမြို့နယ်ဘန်ဟာကျေးရွာမှာရှိတဲ့စာတင်ကျောင်းတစ်ခုကိုစေကောင်စီတပ်ဖွဲ့ကအော်တိုဘန်လ73ရက်နေ့မနက်7:00နာရီခွဲကမှလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့ရာကျောင်းသားနှစ်ဦးသေဆုံးပြီးတော့အများအပြားဒဏ်ရာရရှိခဲ့ကြောင်းဒေသတရင်များနဲ့ Chinland Defense Force ဟာခထံမှသိရပါတယ်။သေဆုံးသူများမှာအသက်70နှစ်ခန့်အရွယ်ဂျိုဟန်နဲ့ဇင်စာတို့ဖြစ်ပြီးတော့ ၎င်းတို့မှာတတိယအတန်းနဲ့ပစ္စမတန်းတက်ရောက်နေတဲ့ကလေးငယ်များဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုအတွင်ចောင်းသားအချို့ပျောက်ဆုံးနေက၎င်းတို့ကိုဆက်လက်ရှာဖွေနေတယ်လို့သိရပါတယ်။ဘုံကျဲပြီးတော့15မိနစ်အကြာမှာဒရုန်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတအူးကပြောကြားထားပါတယ်။ဘန်ဟာယွာဟာဟာခါမျိုးမမိုင်းနစ်၁၀ခန်းအကွာမှာတီးရှိပြီးတော့တော်လိုင်းတက်ဖွဲ့များတက်ဆွေးထားခြင်းမရှိတဲ့ယွာတရွာဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြားကြီးကြေးရွာမှာစစ်ကော်မရှင်တပ်ကဘုံကျဲတိုက်ခိုက်မှုကြောင့်အမျိုးသားတအုပ်တန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း PSLF TNL တပ်မဟာကိုထိန်းချုပ်နေမြေနမ်ဆန်မြို့နယ်ကြားကြီးကြေးရွာမှာစစ်ကော်မရှင်ကဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတအုပ်ထိမှန်တန်ရာရရှိခဲ့တယ်လို့ PSLF TNL ကတရင်ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ23ရက်နေ့နေ့လယ်12:55မိနစ်အချိန်မှာစစ်ကော်မရှင်တပ်ကဂျက်ဖိုက်တာဖြင့်ပေါင်250ဘုံ6လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်16နှစ်အရွယ်မောင်အစောဘုံစားထိမှန်တန်းရာရရှိခဲ့ပြီးတော့စာသင်ကျောင်းဆောင်2ဆောင်နဲ့နေအိမ်6လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလ4ရက်နေ့ကလည်းနမ်ဆန်မြို့နယ်ဇေတုံဟုံးရွာကိုစစ်ကော်မရှင်တပ်ကဘုံကျဲချတိုက်ခိုက်ခဲ့တာကြောင့်ကလေး2ဦးသေဆုံးပြီးတော့ကလေး6ဦးအပါအဝင်ပြည်သူ5ဦးထိမှန်တန်းရာရရှိခဲ့ကနေအိမ်16လုံးပျက်စီးခဲ့ရပါသေးတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ကြောက်ထုအမတ368နဲ့စောမျိုးကထွက်ပြေးလာတဲ့ဒုတက်ချက်နှစ်ဦးနဲ့တက်ချက်ကြီးတဦးကိုဖမ်းဆီးရမိတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းကံကောခရိုင်ကြောက်ထုမျိုးအခြေဆိုင်အမတ368တက်ကနေထွက်ပြေးလာတဲ့ဒုတိယတက်ချက်နှစ်ဦးနဲ့စောမျိုးကထွက်ပြေးလာတဲ့ တက်ချက်ကြီးတအူးကိုဖမ်းဆီးရမိခဲ့တယ်လို့ရောအလင်းတန်းကသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ9ရက်နေ့မှာအမတ368တက်ကနေထွက်ပြေးလာပြီးတော့ရောမြို့ကျေးရွာမှာတနက်ပစ်ဖောက်ချင်းချောက်ကအရက်တောင်းနေတဲ့ဒုတိယတက်ချက်နှစ်ဦးကိုအော်တိုဘာလ10ရက်နေ့မနက်ရှိနာရီခွဲကမှဒေသခံပြည်သူတချို့နဲ့ကာကွယ်ရေးဘော်တွေကဝိုင်းဝန်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။၎င်းဒုတိယတက်ချက်နှစ်ဦးနဲ့အတူ MA5 pistol တစ်လက်နိုင်မမကြီး9000လက်ပစ်ဘုံးတစ်လုံးနဲ့လက်ကင်ဖုန်းတစ်လုံးတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်အဆိုပါဒုတိယတက်ချက်နှစ်ဦးထွက်ပြေးခဲ့တာကြောင့်ကျောက်ထုအမတ368တက်မှာ စစ်ကော်မရှင်တပ်အင်အား120ခန်းဟာရောမြို့ကျေးရွာတွေကိုအော်တိုဘာလ10ရက်17ရက်နေ့တို့မှာစစ်ကြောင်းထိုးဝင်ရောက်ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။အလားတူအော်တိုဘာလ12ရက်နေ့ညနေပိုင်းမှာလည်းစောမြို့ကနေထွက်ပြေးလာတဲ့တပ်ကြက်ကြီးအဆင့်ရှိတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦးကိုထက်မှန်ဖမ်းဆီးရမိခဲ့တယ်လို့သိရပြီးတော့၃ဦးစလုံးကိုစစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ဝမ်ကျွဲမှာစစ်ကော်မရှင်တပ်ကကြေးရွာများကိုဝင်ရောက်စီးနှင်ပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးတဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာစစ်ကောင်မရှင်တပ်ကကျေးရွာများကိုဝင်ရောက်စီးနှင်းလူငယ်များကိုအထမပေါ်တာဆွေဖမ်းဆီးတာတွေလှုပ်ဆောင်နေတယ်လို့ Voice of Wanting ကထုတ်ပြန်ကြပါတယ်။အော်တိုဘလန်17ရက်နေ့မှာပင်တလဲမှထွက်လာတဲ့စစ်ကောင်မရှင်တပ်ကပင်နတာရွာကိုဝင်ရောက်စီးနှင်းခဲ့ပြီးတော့ကြောက်လန့်ထွက်ပြေးတဲ့ရွာသားနှစ်ဦးကိုတနက်ဖြန်လိုက်လံပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။၎င်းစစ်ကောင်မရှင်တပ်ဖွဲ့ဟာပင်တလဲကိုပြန်ရလမ်းတလျှောက်မှာရှိတဲ့ပုလူကုန်းရွာနဲ့ကံကြီးရွာတို့က လူငယ်တဦးစီကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူအော်တိုဘန်လ12ရက်နေ့မှာစင်သေးကွေ၊ဂွေကြီးရွာများကိုပင်တလင်းမှစစ်ကော်မရှင်တပ်ဖွဲ့ဟာအိမ်စည်းကားများနဲ့ရောက်ရှိလာပြီးတော့တနက်ပစ်ဖောက်ကတအိမ်တက်စင်ပေါ်တာဆွဲဖမ်းဆီးသွားခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုအိမ်တွေထဲတိဝင်ရောက်ဖမ်းဆီးခဲ့ရာစင်သေးကွေရွာမှ2ဦး၊ဂွေကြီးရွာမှ2ဦးဖမ်းဆီးခံရပြီးတော့မိဘများအနေနဲ့မိမိတို့ရဲ့သားများကိုပြန်လိုချင်ပါကညာရင်းချင်းတအူးကို25ဒိန်ဖြစ်ပြန်လာရွေးဖို့ပြောသွားခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့အကြံဖက်စစ်တပ်မှအလင်းဝင်ပူးပေါင်းသူများနဲ့စစ်တုံးပန်းဦးရီအော်တိုဘာလတပတ်အတွင်း55ဦးအထိရှိခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။2025ခုနှစ်အောက်တိုဘာလပထမပတ်အတွင်းမြမစစ်တပ်မှစစ်သားရဲနှင့်ပြည်သူ့စစ်အဖွဲ့ဝင်စုစုပေါင်း55ဦးဟာအလင်းဝင်ပူပေါင်းလာခြင်းနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံခဲ့ရကြောင်းပြည်သူ့ပန်းတိုင်မှအတည်ပြုထုတ်ပြန်ထားပါသည်။အောက်တိုဘာလ10ရက်နေ့မှ9ရက်အတွင်းစစ်တပ်မှအလင်းဝင်ပူပေါင်းလာသူ55ဦးရှိခဲ့ပြီးတော့စစ်သား14ဦးနဲ့ရဲတအုပ်ပါဝင်တယ်လို့ဖော်ပြထားပါသည်။ စစ်သားများမှချင်းပြည်နယ်မှ2ဦး၊ပဲခူးတိုင်းမှ2ဦး၊ရန်ကုန်တိုင်းမှ2ဦး၊တနင်္သာရီတိုင်းမှ3ဦး၊ကရင်ပြည်နယ်မှ3ဦးနဲ့ကရင်ပြည်နယ်မှ3ဦးတို့ဖြစ်ပြီးတော့၎င်းတို့အနက်10ဦးမှစစ်မှုထမ်းဥပဒေဖြစ်စုဆောင်ခံရတဲ့တပ်သားတွေများဖြစ်ကရဲတအုပ်မှမကွေးတိုင်းမှဖြစ်တယ်လို့သိရပါတယ်။အလားတူစစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူ40ဦးရှိခဲ့ရမှာစစ်သား32ဦးနဲ့ပြည်သူ့စစ်အဖွဲ့ဝင်9ဦးပါဝင်တယ်လို့အသိပေးထားပါတယ်။စစ်သားများမှမကွေးတိုင်းမှ28ဦးနဲ့စကိုင်းတိုင်းမှ4ဦးတို့ဖြစ်ပြီးတော့၎င်းတို့အနက်23ဦးမှစစ် စ်မှုထမ်းတပ်သားတွေများဖြစ်ကပြည်သူစစ်အဖွဲ့ဝင်များမှစကိုင်းတိုင်းမှ9ဦးနဲ့မန္တလေးတိုင်းမှ2ဦးတို့ဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါအပြင်2025ခုနှစ်ဇန်နဝါရီလမှအော်တိုဘာလပထမပတ်အထိအလင်းဝင်ပူပေါင်းသူနဲ့စစ်တုံးပန်းအဖြစ်ဖမ်းဆီးခံရသူစုစုပေါင်း2186ဦးအထိရှိခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့စီးရီးသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Car Shell နဲ့ပရေပို့တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။ Thank you.